။အာဒီမှာနားထောင်ကြည့်ကြည့်ရအောင်ပေါ့နော်။ပြင်ဦးလွင်ရဲ့တည်တင်းကောင်းလေးထွက်လာပါပြီ။နေချင်းမိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာပါခင်ဗျာဒါနဲ့လေအခုမင်္ဂလာပါလို့လည်းနေချင်းမနှုတ်ဆက်ချင်ဘူးဘာလို့လဲဆိုတော့နေချင်းပြောမဲ့အကြောင်းအရာကမင်္ဂလာရှိနေတဲ့အကြောင်းအရာမဟုတ်ဘူးပေါ့နော်ပြီးတော့နေချင်းကတောင်ယုံတောင်ယုံကိစ္စတွေဝင်လဲမပါဘူးဒါပေမဲ့ဒီတစ်ခေါက်မှာတော့နေချင်းပြောချင်တယ်ဘယ်သူတွေပြောချင်လဲဆိုတော့ပြင်ဦးလွင်ကနော်အိမ်ငားတဲ့အိမ်ရှင်တချို့တွေ နော်အဲနားလည်ပေးကြပါဆာနာပေးကြပါဘာလို့လဲဆိုတော့နေကျတို့မန္တလေးမှာငလျင်လောက်သွားတာလူတွေလည်းအများကြီးတည်တယ်ဟုတ်တယ်ကိုအိမ်တွေလည်းအများကြီးပြက်စီးကုန်တယ်ဟုတ်တယ်အဲ့ဒါမှာမန္တလေးကလူတွေအတွက်ကလေအနည်းဆက်ဆုံးတို့မှလာစရာပြင်ဦးလွင်ပဲပြင်ဦးလွင်ပဲရှိတာမှန်တယ်အဲ့ဒါကိုပြင်ဦးလွင်တက်လာတယ်တက်လာတဲ့အချိန်မှာအမှန်ဆိုရင်အရင်ဆိုတနစ်ချုပ်နော်6လကျုပ်3လကျုပ်ဆိုတော့ရှားပါတယ်အဲ့လိုရှားနေပြီလေတချို့တွေဆိုလဲလာနေလို့ရပါတယ် discount တွေချပေးနေပါတယ် အဲ့လိုလုံနေတဲ့အချိန်မှာတချို့အိမ်ရှင်တွေကဘာလို့များဒီတလားချုပ်အဲ့လိုတော့မလုပ်ပေးတဲ့အပြင်ကိုမှဘာလို့အိမ်ခန်းတွေကိုဈေးတက်ကုန်ကြတာလဲဟုတ်တယ်မင်းက3သိန်းပြောရင်ဒီနေ့ဘာလို့4 5သိန်းဖြစ်ကုန်ကြတာလဲเนาะအဲ့လိုမျိုးမလုံအဲ့ဒါကမြန်မာပြည်သားတွေရဲ့အောက်တန်းကြတဲ့စိတ်ဓာတ်တွေပဲပေါ့နော်လူတွေရဲ့လုပ်ငန်းရှင်တွေရဲ့အာစိတ်ဓာတ်ကအောက်တန်းကြနေလား အထက်ကိုရောက်နေလားဆိုတာအဲ့ဒီအဲ့ဒီအဲ့လိုမျိုးဒုက္ခရောက်နေတဲ့အချိန်မှာအဲ့လိုမျိုးဖြစ်ပေါ်လာတဲ့သူတွေလှုပ်တဲ့သူတွေဈေးတင်တဲ့သူတွေကအဲ့ဒါအောက်တန်းကျတဲ့စိတ်ဓာတ်တွေပေါ့နော်အဲ့လိုမျိုးလူတွေများများရှိနေလို့လဲမြန်မာနိုင်ငံမှာကအခုလိုမျိုးဒုက္ခပေါင်းများစွာတွေနဲ့ကြုံတွေ့နေရတာပေါ့နော်ဒါလွန်ခဲ့တဲ့9နှစ်လောက်ကတုန်းကအမေစုတစ်ခါပြောဘူးတယ်ပေါ့နော်အဲ့ဒီလိုမျိုးလှုပ်တယ်ဆိုလို့ရှိရင်ဥတွေနဲ့အေးအေးယူမယ်ဆိုတာတော့မှပြောထားတယ်ပေါ့နော် အခုကဟိုဟိုဟိုလူကြီးလုံနေတဲ့ခက်ဖြစ်နေတယ်ဆိုတော့တို့ကလှုပ်ချင်တယ်လို့လှုပ်တာပေါ့နော်တကယ်တမ်းဆိုရင်ဒါတကယ်သူပြောတာမှန်တယ်လုံးဝမလှုပ်သင့်ဘူးဖြစ်နိုင်ရင်ကွာရေခါမိခလေးပဲယူပြီးတော့တောင်မှပေးထားရမယ့်အချိန်ကာလဖြစ်တယ်ပေါ့နော်သူများနိုင်ခံနေမယ်ဆိုရင်အဲ့ဒီလိုမျိုးတွေဖြစ်လာပြီးဆိုရင်ရောင်းနေတဲ့ဈေးတွေကိုထက်ဝက်ချပြီးရောင်းတယ်နော်အဲ့လိုမျိုးတွေအဲ့လောက်ထိတောင်မှတက်ဖို့မပြောနဲ့နော် ကိုယ့်ရဲ့အရင်ထဲကနေမှတဝက်ပဲကြာရင်ရပြီဆိုပြီးတော့အရှုံးခံပြီးအဲ့လိုမျိုးဈေးကိုချပြီးတော့တောင်မှလှုပ်ပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးနော်တချို့တွေဆိုကွာမြန်မာပြည်မှာတဲဟိုအမတယောက်ရှိတယ်ကျွန်တော်သူ့နိုင်မြေတော့မှမှတ်မိတော့သူဆိုလို့ရှိရင်လည်းစိစားကြီးကြီးနော်တကယ်အခက်ခဲလမ်းပေးမှဒုက္ခတကယ်ကိုခက်ခဲဖြစ်ပြီးဒုက္ခရောက်နေတဲ့သူဆိုအိမ်လေးတွေခြောက်ထားပြီးတော့မှအခမဲ့ free တောင်ပေးနိုင်လေတဲ့ဟုတ်တယ်ဟုတ်လား ထားနိုင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးအခုကြမှာကြီးကြီးမြေငလျင်လှုပ်လို့ဒုက္ခရောက်ပါတယ်ဆိုတာကြမှာအခန်းကိုဈေးတက်တယ်ဆိုတဲ့လူတွေကအဲ့ဒါအဲ့ဒါကဘယ်လိုပြောရမလဲဆိုရင်လူမဟုတ်တော့ဘူးပေါ့နော်ပြောရမယ်ဆိုရင်ပြမလုံးကြပါနဲ့ကိုခံစားရမှနော်ကိုဖြစ်ခါမှကိုအရာလို့မထင်ပါနဲ့ဟုတ်တယ်မှန်တယ်ဒီခါမှမခံစားတတ်နဲ့ဒီလားလူသားချင်းစာနာမှုဆိုတာလေနေချင်လို့ရှိရသေးတယ် အဲ့လိုမဟုတ်ဖ ೇನೆ ဗျာအခုဟာကြီးကလေအိမ်ခန်းခိုင်လဲဈေးတက်ကုန်နေပြီးတလားချုံမရဘူးနှစ်လားချုံမရဘူးနဲ့သူများခက်ခဲပြီးတော့မှကို့မျိုးရောက်လာတာကဲဟုတ်တယ်အမှန်နဲ့ပြင်ဦးလွင်ရလူတွေကတော်တော်ကိုဆိုးသွားပြီပေါ့နော်အဲ့လိုမျိုးကြီးဆိုရင်ဟိုဗာလဲသူများပျော်လို့လာနေကြတယ်လို့အခုချိန်မှာတင်းချောင်းမှတင်းချောင်းမှမရှိဘူးဒါမှန်တယ်အိမ်ကပိုရှိလို့ဒီအိမ်ငါးဆိုတာမျိုးကိုထားနိုင်တာမဟုတ်ဘူးလား ဟုတ်တယ်ဒါမှန်တယ်အဲ့လိုမဖြစ်လာဘူးလို့ပြောနိုင်လားဟိုဒါချိန်သေးတော့ပြောပြတာနဲ့ချီတချို့တွေကိုလေစေတနာလေးပေါ့နော်ကိုဘကတတ်နိုင်တာလေးနဲ့ကိုစေတနာလေးနဲ့အဲ့လိုလေးထားပြီးလုပ်ပေးစေတိလားအကုန်လုံးခက်ခဲနေဘူးမှဒီချိန်မှာပျော်လို့တက်လာရလို့မရှိဘူးမနေ့က3သိန်းဆိုရင်ဒီနေ့4သိန်းဖြစ်သွားတယ်5သိန်းဖြစ်သွားတယ်6သိန်းဖြစ်သွားတယ် ပြီးအရင်တော့က3-6ပေးနေရင်အခုတော့မှ3-6 3-6အဲ့လိုလုတ်ပေးရမယ့်အချိန်မှာ3-6ချင်းလည်းမပေးနိုင်ဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဟွန်းအခုလေကျွန်တော်ပြင်ဦးလေမှာလေအဲ့လောက်အရင်ကြီးအဆင်ပြေနေရတော့မဟုတ်ဘူးမီးလိုက်နေဆိုလည်းဖြတ်ခံရတာပဲဖြတ်တယ်ဆိုလည်းတချို့ဆိုလည်းဖြတ်ခံရတာပဲဒါပေမဲ့ဘာကြာလဲတချို့အိမ်ရှင်တွေလေဒီလားအမျိုးတို့တန်းနေချီလုံးဝမကြိုက်နေချီတုံးတန်းဆိုဝင်မပြောဘူးဒါပေမဲ့ဒီ post ကိုပြင်ဦးလွင်ကအိမ်ငါးထားတဲ့ ို့ရှိရင်တာရက်ခံအပ်ပါတယ်เนาะအကိုမျိုးကို အာကိုတကြီးနဲ့ရောက်လာတဲ့လူကူညီနားလဲပေးစေချင်ပါတယ်ပြီးတော့လူတွေအကြီးတည်သွားတာပါเนาะအိုးအိမ်တွေလည်းအများကြီးစီးသွားတာပါအဲ့တော့နေချီတို့ကိုတက်နိုင်တဲ့ဘက်ကြီးပေးကြရအောင်ပါเนาะအားလုံးကိုတကယ်နေချီဒီ post လေးနဲ့မြစ်တာရက်ခံအပ်ပါတယ်ပြအိမ်ကားအန်တီတွေအိမ်ကဲဟုတ်ပြီเนาะသူပြောသွားတာကဒီလိုမျိုးလှုပ်တဲ့လူတွေကအမတန်ကိုမှစိတ်ဓာတ်အောင်တန်းကြတယ်စိတ်ဓာတ်ယုံညံ့တဲ့သူတွေပေါ့နော် မှန်တယ်ပြောရရင်ဒီအချိန်ဟာခဏကကျွန်တော်ပြောတဲ့လိုပဲပေါ့နော်တကယ်တမ်းဆိုရင်ထားกว่าဒီကုမရေခါရှိတယ်မိခါရှိတယ်ဒါလေးတွေတော့ပေးချလောလောဆယ်လေးနေကြဥပမာပေါ့ကွာဥပမာနလာတန်တီတော့ဥပမာပေါ့အဲကိုဒါပေးထားတဲ့နေပေါ့နော်ဒါပြီးမှသူတို့ အာ3လဆိုလဲ3လတတ်မှတ်လိုက်ကွာ3လအခမဲ့ဆိုလဲခမဲ့တော့ပေးထားလို့ရတယ်ရေခမိခလေးပဲရှင်3လထဲကြော်လာတဲ့အခမျိုးဆိုလို့ရှိရင်တော့ဒါကတော့တမျိုးတစ်ဖက်ကကိုကပြန်ပြီးစီစဉ်ရမှာပေါ့နော်စီစဉ်ပေးရမှာပေါ့နော်အာဒါကြောင့်မှအခမ်းခတွေပါတွေကိုပုံမှန်ကောက်တဲ့အတိုင်းဒါလေးတိုင်းကိုဒါကောက်သွားလို့ရတာပဲပြောလို့ရတာပဲဟုတ်တယ်ဟုတ်လားအခုချိန်မှာကတကယ်ကူညီရမယ့်အချိန်ဖြစ်နေတာပေါ့နော် ကိုနိုင်ငံချင်းချင်းတောင်မှမဟုတ်ဘူးမှတခြားနိုင်ငံတွေရတောင်မှမြန်မာနိုင်ငံကိုလာပြီးတော့ကူညီဖို့တောင်းဆိုနေလူတွေအများကြီးပဲပေါ့နော်ဒါတွေ့တယ်ဟုတ်ဒါပြေးချမှာပဲမတွေ့ပဲမနေဘူးပေါ့နော်သူများနိုင်ငံတွေရတောင်မှကိုနိုင်ငံကိုအပင်ပန်းခံပြီးတော့ကိုနိုင်ငံမဟုတ်ဖဲနဲ့လာပြီးတော့ကူနေကြသေးတာပဲကိုနိုင်ငံသားအချင်းချင်းကတော့ဒါဒီလိုမျိုးလုံးဝမလုပ်တင်ဘူးပေါ့နော်အာဒါပါဆိုဟာဟိုအပျော်လာနေတာတို့ ပွဲတွေလာတာတို့ပွဲတွေပါတွေလာတာတို့ဘာလို့ဆိုရင်တော့ထားလေဦးပေါ့အဲ့လိုပုံစံမျိုးဆိုရင်တော့ဈေးတက်တယ်ပါညာโอเคဒါကတော့မပြောလို့တည်းဦးပေါ့နော်တကယ်အခုလို့ဒုက္ခရောက်နေတဲ့အချိန်မှာအခုလို့ပုံစံမျိုးကြီးအာတခါတည်းလို့မျိုးပေါ့အိမ်ခန်းခါတွေဒီလာစဒီအိမ်ခန်းခါတွေဈေးတက်တာတို့လောက်တာမျိုးကြတော့ဒါကအရန်ကိုမှကြီးတန်လွင့်နေပေါ့နော် အရန်ဆိုးလွင့်နေပေါ့နော်အေးအဲ့ဒီနေရာတွေလည်းတဘာဝ ဒီလိုမျိုးအာတဘာဝတွေမဖြစ်ပေါ်လာနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ဘူးเนาะအာအခုခက်ကတကယ်ပြောပြရတာเนาะဘယ်သူမှပြောလို့မနိုင်ဘူးချက်ချင်းလေပတ်တဲ့ခက်ဖြစ်နေတယ်เนาะ โอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲလို့ဒါကတော့ပြင်ဦးလွင်ကအိမ်ငါထအိမ်ငါစားတဲ့လူတွေပေါ့เนาะပြင်ဦးလွင်က အရန်ကိုမှဆိုသွားသွားတယ်ပေါ့နော်လူတိုင်းတော့ဟုတ်ချက်မှာဟုတ်မှာပေါ့နော်အဲ့ဒီလိုမျိုးစိတ်ဓာတ်တွေ ရှိနေတဲ့သူတွေဆိုလို့ရှိရင်တော့မလုံးတက်ပါဘူးလို့ပြောရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသတ်မှာဖြစ်ပါတယ်အားလုံးဘိုင်ဘိုင်အေးအင်ရှင်နေနော်